ဂုံတော်ချီးမွမ်းပြီးမှစိတ်ထဲမှာပါပဲဟန်ပြနေရင်ဖျားရှိမှအချီးနှီးပါလို့ကျွန်တော်ခွန်အားပေးခြင်းနဲ့ရှင်ယောဟန်ခရစ်ဝင်ခန်းကြီး၄ငယ်24မှာကျွန်တော်ကြမ်းတစ်ချက်ဖတ်ခြင်းနဲ့ဖျားသခင်ကိုကိုးကွယ်တော်သူတို့ဒီတဲ့နံဝိညာဉ်နဲ့၎င်းသစ္စာနဲ့၎င်းကိုးကွယ်ရမည်ဟုမိန့်တော်မူ၏တဲ့ချစ်တော်ညီကိုမောင်မတို့ကျွန်တော်ဖျားเจ้าမှာလာတဲ့အခါမှာဗဇက်ကနေဟာလေလုယာအာမင် praise the lord ကျွန်တော်တို့ချီးမွမ်းနေတယ်ဒါပေမဲ့စိတ်ကအပြင်မှာရောက်နေတာတွေများတတ်ကြတယ် ကိုကဘုရားเจ้าမှာရောက်နေတယ်စိတ်ကအပြင်မှာရောက်နေတယ်ဒါဆိုရင်ဘာမှမထူးပါဘူးချစ်တော်ညီကိုမောင်မတို့ဘုရားသခင်ကိုကိုးကွယ်တဲ့အခါမှာအပြင်ပန်းတဒံမဟုတ်ပါဘူးအသွင်းစိတ်ကနေပေါ်လာတယ်ဒါပြည့်အသွင်းစိတ်ကနေပေါ်လာတဲ့အရာကအပြင်ပန်းတဒံမှာလှုပ်ထွက်လာတယ်လို့ကျွန်တော်တို့နားလည်ရတယ်အသွင်းစိတ်ပဲကိုးကွယ်ရပြီဆိုမှဘုရားเจ้าလာရင်မှထိုင်မှအိတ်နေလို့မရဘူးလေဟုတ်တယ်နော်ဆရာကပြောတယ်ဆရာရဲမင်းကပြောတယ်အသွင်းစိတ်ကိုပဲဘုရားသခင်ကြည့်တယ်ဒါကြောင့်ကျွန်တော်ဒီမှာအိမ်မှာချီးမွှားလိုက်မယ်စိတ်ထဲကနေပဲရလား မရပါဘူးဖခင်တခင်ကိုနှလုံးသားထဲကနေတကယ်ကိုင်းဆိုင်တဲ့သူကအပြင်ပန်းတတမှာပေါ်ထွက်လာတယ်အာမင်ဒါပေမဲ့ကျွန်တော်တတိပေးစီတတိထားစီချင်တာတခုကအပြင်ပန်းတတဟန်ဆောင်မှုကတော့နှလုံးသားရဲ့ကိုင်းဆိုင်မှုကိုမညွန်ပြနိုင်ပါဘူးအပြင်ပန်းတတဟန်ဆောင်နေပြီးနှလုံးသားကတခြားနေရာရောက်နေတယ်ဆိုရင်ကျွန်တော်တို့အပြင်ကလူတွေမတိပေမဲ့ဖျားသခင်တိပါတယ်။ဒါကြောင့်ဂုံတော်ချီးမွမ်းနေတဲ့ဗဇက်ကနေတစ်ဖက်ဖို့ဟာလေလုယာအာမင်ပြောနေတယ် ဖယားရှိမှတကယ်လို့စိတ်မပါပဲပြောနေရင်အချီးနှီးပါပဲအေဖက်အော်ရာစာခန်းကြီးငါငါ16မှာဘလို့တုံတင်ထားတယ်လဲဆိုတော့စာလန်တချင်းမဆတော့ဓမ္မတချင်းအမျိုးမျိုးတို့ကိုအချင်းချင်းပြောဆိုဖတ်ယူ၍နိုးညွတ်သောစိတ်နှလုံးနှင့်တခင်ဖယားရှိတော်၌ကျူးအေး၍တချင်းဆိုကြလောတဲ့ဒီနေရာမှာသတိထားရမှာက စာလန်တချင်းမဆတော့ဓမ္မတချင်းအမျိုးမျိုးကို ပြောဆိုဖတ်ယူ၍ဘာပါလဲ နိုးညွတ်သောစိတ်နှလုံးနဲ့ဒီနိုးညွတ်သောစိတ်နှလုံးနဲ့ဆိုတဲ့မူရင်းစကားလုံးမှာဘယ်လိုဖော်ပြလဲဆိုတော့စိတ်နှလုံးနဲ့ချီးမွမ်းပါလို့ဖော်ပြတာအသွင်းစိတ်ထဲကနေချီးမွမ်းပါလို့ဖော်ပြတာဟေရှာယအနာဂတိကျမ်းခန်းကြီး29ငယ်73မှာဘလို့တတိပေးထားလဲဆိုထောက်ရဖျားကလည်းဤလူမျိုးတွေနှုတ်နေငါဖန်တို့ချင်းကပ်၍နှုတ်ခမ်းနေငါကိုယူသေးကြ၏စိတ်နှလုံးမူကားငါနှင့်ဝေးလိုက်လူတို့စီရင်တော့ပညာတို့ကိုအမိပြု၍ငါကိုကြောက်ရွံ့ကြ၏ တချိန်တော့ကအိတ်တေလာလူမျိုးတွေဘုရားသခင်ကိုကူးကွယ်တဲ့အခါမှာဗဇက်ကပဲဘုရားသခင်ကိုချီးမွမ်းကြတယ်တဲ့နှုတ်ခမ်းကဘုရားသခင်ကိုဘုရားသခင်ကိုယူတည်ကြပေမဲ့စိတ်နှလုံးကသူ့နဲ့ဘုရားသခင်နဲ့တအားဝေးတယ်တဲ့အဲ့ဒါဘုရားပြောတာနော်ဘုရားပြောတာဘုရားသခင်ကဟေရှာယပရောဖက်အားဖြင့်ပြောတာနော်ဒီကနေ့ကျွန်တော်တို့အတ္တကိုဆင်ခြင်ကြည့်ပါနော်ကျွန်တော်အတ္တထဲမှာအပြင်ပန်းတံတန်းကိုပဲကျွန်တော်တို့အဓိကထားနေသလား အသွေးလေးကနေပေါ်လာတဲ့ကိုင်းဆိုင်ချင်းဖြစ်စေပါအာမင်တနင်းကွေနေ့မှာကျွန်တော်တို့ဖျားရှိခိုးတဲ့အခါမှာဘယ်လိုက်ကိုဘယ်လိုက်လွင့်တာကိုပဲကျွန်တော်တို့ပါဝင်နေပါဝင်နေကျွန်တော်တို့ကိုင်းကိုင်းဆိုင်ဆိုင်ပါဝင်နေပြီလားဖျားမြင်နေတယ်နော်ဖျားရှိမှာနော်လူရှိမှာမဟုတ်ဘူးလူရှိမှာကျွန်တော်တို့ဖျားလာရှိခိုးတဲ့အခါမှာကိုင်းကိုင်းဆိုင်ဆိုင်လှုပ်ပြတတ်တယ်ဒါပေမဲ့အိမ်မှာလိုက်လွင့်တာကိုကျွန်တော်တို့ပါဝင်တဲ့အခါမှာကိုင်းကိုင်းဆိုင်ဆိုင်မလှုပ်ချင်ဘူးသမင်းချက်ပြီးမှလိုက်လွင့်နေတာကိုကြည့်တဲ့သူကြည့် ကလေးနဲ့အတူတူလိုက်ဆော့ပြီးမှလိုက်လွင့်နေတာကိုကြည့်အောင်ကြည့်မယိုသေးမကိုင်းဆိုင်တဲ့အမူအရာတွေဖြစ်နေရယ်လွတ်လပ်လွန်သွားတာလားမသိဘူးဘလို့ပဲဖြစ်ဖြစ်ဘုရားသခင်ကိုကိုးကွယ်နေတယ်ဆိုတာသတိထားပါချစ်တော်ညီကိုမောင်မတော်မနေ့တိုင်းမနေ့တိုင်းကျွန်တော်နားကျွန်တော်ဟောတဲ့တရားဒီသနာကိုတော့နားထောင်တော့အလုတ်လုတ်ရင်းနဲ့နားထောင်လဲရပါတယ်ဒါတော့ဘာကြောင့်လဲဆိုတော့တခါတလေကျွန်တော်အလုတ်လုတ်ရင်းနဲ့အတန်ကိုအကျယ်ကြီးဖွင့်ချင်တာကိုဖွင့်လို့ရတယ်ပအိမ်လုံးနားထောင်မိအောင်ပေါ့ ဒါပေမဲ့တမင်းကနွေဖျားရှိခိုးတဲ့အဲ့ဒီအခါမှာတော့ကျွန်တော်တို့အလုတ်တွေအားလုံးခေတ္တရက်ထားပြီးတော့မှဘယ်ကလိုက်လွင့်တာကိုပဲပါဝင်ပါဝင်ခေတ္တကတော့တိတ်ဆိတ်ပြီးမှပါဝင်ပေးကြပါအချိန်ပေးကြပါဘလို့ဖလဲမဖြစ်ပါစေနဲ့ဖျားသခင်ရဲ့အမှုတော်မြတ်မှာကိုင်းဆိုင်ပါအပေါ်ရယ်ပဲမလုပ်ပြပါနဲ့ဟုတ်ပြီနော်ကျွန်တော်တို့လူရှိမှပဲဘုရားကျောင်းလာတက်လာတက်မှပဲကိုင်းကိုင်းဆိုင်ဆိုင်မလုပ်ပြပါနဲ့ ဘသူမှကျွန်တော်တို့မတွေ့ပေမဲ့လည်းဖျားသခင်တွေ့တဲ့အတွက်ရေမိုးချိုးယွမ်းတန်းတန်းပြန့်ပြန့်လေးနဲ့တနင်းကနွေနေဝူပြူချင်းမှာပါဝင်ပါဒါမှတာနဲ့ကျွန်တော်အသွင်းထဲကထွက်လာတဲ့ကိုင်းဆိုင်ချင်းဖြစ်ပါလိမ့်မယ်ချစ်တော်ညီကိုမောင်မတော်ဆိုတော့ဒါကိုကျွန်တော်တို့ဒီမှာပဲနိရက်နာမှာဖြစ်ပါတယ်ကျွန်တော်ဒီကနေ့ပြောသွားတဲ့ခေါင်းစဉ်ကပါလဲဆိုတော့ဂုံတော်ချီးမွမ်းပြီးမှစိတ်ထဲမှာပါပဲဟန်ပြနေရင်ဖျားရှိမှချီးနီးပါဟန်မပြပါနဲ့ချစ်တော်ညီကိုမောင်မတော် လူတွေနစ်တက်အောင်ကျွန်တော်တို့ဟန်နေတအားပြတ်တယ်ခိုလိုလုံးမလူတွေကြိုက်မယ်ဒီလိုလုံးမလူတွေကြိုက်မယ်ဒီလိုပြောမှအားလုံးကအာမင်ထူးမယ်စသဖြင့်လူတွေအာမင်ထူးဖို့ရင်ကျွန်တော်တို့အလေးသိမ့်မပေးပါနဲ့ဖယားသခင်ရဲ့နာမကိုတို့နှလုံးသားထဲမှာတို့ထီးတဲ့အခါမှာတို့အာမင်ထူးပါလိမ့်မယ်လူတွေကိုဘာဖြစ်လဲလှုပ်ပြနေတာမဟုတ်ဘဲနဲ့ဖယားသခင်ကိုလှုပ်ပြပါဖယားသခင်ရှိမှဘာဖြစ်လဲကိုးကွယ်ပါဖယားသခင်ကိုကိုးကွယ်တာဖြစ်တဲ့အတွက်လူတွေကိုတအားဟို မလုပ်ပါနဲ့ချစ်တော်ညီကိုမှမတော့ဖယားတခင်ကိုကိုးကွယ်တဲ့အခါမှာတကယ်အပြင်ပန်းတတန်မှာပေါ်လွင်လာတဲ့အခါမှာလူတွေလည်းတိဆောက်စရာဖြစ်သွားပါလိမ့်မယ်အာမင်ခွားယူမိမယ်စင်ချင်မိမယ်လို့ယုံကြည်တယ်ကျွန်တော်ကိုယ်တိုင်လည်းခွားယူမိတယ်စင်ချင်မိတယ်ဆိုတော့ကျွန်တော်ဆူတောင်းစရာရှိတဲ့သူများကျွန်တော်အကောက်ကိုအပ်လို့ရတယ်လို့ကျွန်တော်တို့တတ်တည်ခံစရာရှိတာတွေမေးမြန်းစရာရှိတာတွေအကောက်ကိုအပ်ပြီးမှပြောလို့ရတယ်ကျွန်တော်တို့ချစ်ချင်းဆိုသလို ကျွန်တော်ကိုစကားလာပြောတဲ့နေရာမှာကျွန်တော်ချက်ချင်းဆိုလို့မပြောနိုင်ပေမဲ့လည်းကျွန်တော်တက်နိုင်တဲ့လောက်တော့နားထောင်ဖြစ်အောင်နားထောင်ပေးတယ်။ပြီးမှပြန်လဲစကားပြောပေးပါတယ်။လူတွေတအားများသွားတဲ့ခါမှာကျွန်တော်အလောက်အချိန်မရဘူးဖြစ်နေတယ်။တခြားတခြားတော့ကျွန်တော်ဘာမှမလုပ်ဘူးဒီအမှုတော်မြက်ပဲဆောင်တဲ့အတွက်မင်းမင်းနဲ့သူကိုကျွန်တော်အပြည့်အပြည့်ပြန်လဲပြောပေးတယ်စူတောင်းပေးတယ်။ဆိုတော့ချက်ချင်းပြန်စကားမပြန်ခဲလို့ရှိရင်ဒီခံဆောင်စားပေးပါ လာပြီးတော့မင်းမင်းနဲ့သူအားလုံးအားလုံးကိုကျွန်တော်ပြန်ဖြည့်ပေးပါတယ်ဆူတောင်းပေးပါတယ်ဒီရလေးကိုတော့အားလုံးသိအောင်ဒီမှာပြောပြချင်တယ်ကျွန်တော်ဒီကနေ့မနေ့နှုတ်ဘတော်ကိုဒီမှာပဲရက်နာမှာဖြစ်ပါတယ်နားဆင်သွားတဲ့သူအရောက်ချင်းစီရန်ကိုဖျားရှင်တာ၍တာ၍ကောင်းချီးပေးပါစေတော့အာမင်